အသက်အန္တရာယ်ရှိတဲ့အထိမတည်တဲ့မိကိုတီနဲ့တကြားကိုစူးစမ်းခြေစိမ်းနဲ့တွဲစားပြလိုက်ခါမှဒီလိုခြေနေထိဖြစ်သွားခဲ့ရတဲ့ကောင်မလေးမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ တခုတွဲစားမိလျင်အသက်ပါသေးနိုင်တဲ့အထိမတည့်ဘူးလို့သတ်မှတ်ခံထားရတဲ့မိကိုသည်နဲ့တကြားကိုစူဆန်းဂျင်စိန်နဲ့တွဲစားပြခဲ့တဲ့မြို့သမီးလေးတယောက်ရဲ့အကြောင်းလေးကိုပေါ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ယခုလောဆိုရှယ်မီဒီယာခေကြီးထဲမှာလူတတော်များဟာဆိုရှယ်မီဒီယာမှာနာမည်ကြီးလူကြီးများချင်းစင်နေဖြစ်ချင်းစိန်နဲ့အများနဲ့မတူထူးခြားတဲ့ကိစ္စတွေကိုလောပြရိုက်ပြကလိုင်းပေါ်မှာနာမည်ကြီးဖို့အတွက်အသေးအတန်စူးစမ်းနေကြတာပဲဖြစ်ပါတယ်။ အချို့ကလည်းလူများမစားတဲ့စားစာတွေကိုစားပြက လူတွေရဲ့စိတ်ဝင်စားမှုတွေရှာုပ်ကြသလိုအချို့ကလည်းယူမမိုက်ရှာတွေလုပ်ပြကလူတွေရဲ့စိတ်ဝင်စားမှုကိုရှာုပ်နေကြတာပဲဖြစ်ပါတယ်။ တက်တစ္ဆဘလော့ကာမှာလေရွှေဝမုံအေးဟာအများမလို့ရတဲ့ဓမ္မတဲတဲ့အစားစာနှစ်ခုကိုတွဲစားပြခဲ့တာပဲဖြစ်ပါရည်။မက်ရွှေဝမုံအေးဟာအွန်လိုင်းကနေဈေးအောင်ချသူတရားဖြစ်ပြီးသူမရောင်းချနေတဲ့မိကိုသီးတွေကိုလူသိများအောင်လို့ရောင်းကောင်းစေဖို့အတွက်အမြဲကြိုးစားနေတဲ့လူငယ်တယောက်ပါ။မိကိုသီးနဲ့တခြားအတွဲဆိုင်အော့အန်သေးတယ်ဆိုတဲ့တားမြစ်ချက်ကိုမှန်မှန်စူးစမ်းဖို့အတွက်သူမဟာကင်မရာရှိမှပဲမိကိုသီးတွေကိုတခြားနေတို့ကစားပြခဲ့တာပဲဖြစ်ပါရည်။သူမအနေနဲ့မိကိုသီးနဲ့တခြားတွဲစားလျင်တည်နိုင်နေဆိုတဲ့ချက်ကိုသိရှိပြီးသားဖြစ်ကတကယ်ပဲတွဲစားမိရင်တိတ်မ လားဆိုတဲ့ဖြေကိုစူးစမ်းခြင်းနဲ့တွေ့အခုလိုတက်နေရှင်ရတဲ့စူးစမ်းမှုကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုကင်မရာရှေ့မှာမိကိုသည်နဲ့တကြားကိုတွေ့စားပြသွားပြီးမကြာခင်မှာပဲသူမဟာမူဝေလာကအော့အင်ကျင်လာတဲ့တွေ့စေကန်းကိုမြန်ဆုံပြရတာပဲဖြစ်ပါတယ်။စေကန်းရောက်တဲ့အချိန်မှာသူမရဲ့တကူလုံးဟာဖြူရော့သွားခဲ့ပြီးတတိလုံးဝမရှိတော့ဘူးလို့သူမရဲ့တွေ့ကြုံကိုပြန်လည်ဝင်မျှထားတာပဲဖြစ်ပါတယ်။ မတ်ရွှေဝုံမုံအေးဟာစေကန်းနဲ့နေတဲ့နေရာမှာနေထိုင်နေပြီးတခုခုဖြစ်ခဲ့ရင်စေကန်းကိုအမြန်သွားလို့ရအောင်ဆန်ကဲပါရန်သိရှိနေကြတာလို့သိရပါတယ်ဒီလိုစီစဉ်ထားမှုတွေကြောင့်မင်းတို့ကစေကန်းကိုအမြန်ရောက်သွားခဲ့တာအသက်ရှင်နိုင်ခဲ့တာပါတို့မရဲ့တွေ့ကြုံရကတော့မိကုတ်တီနဲ့တကြားကိုတွဲစားနေတော့မှဘာမှမခံစားရဘာမှမဖြစ်ခဲ့ပေမဲ့ဗီဒီယိုရိုက်ပြီးကင်မရာပိတ်ခါ သူမရဲ့အိမ်ဘက်ကိုစတတော်မယ့်အချိန်မှာလက္ခဏာတွေစပြလာတယ်လို့ဆိုပါရီပထမဆုံးအနေနဲ့သူမအနေနဲ့ခေါင်းနေမူလာပြီးနားဟူတာတွေနားရဲကလေထွက်ကဘာမှမကြားရတာတွေချွေးဆေးတွေတကောလုံးမှထွက်လာကာ ခြေပြားလက်ပြားတွေအေးဆက်လာတယ်လို့ဆိုပါရီနှက်ခမ်းတွေဖြူပဲဖြူရောဖြစ်လာကအင်ဂျင်ရဲ့ဝေဒနာကိုခံစားရတယ်လို့သူမကရှင်းပြထားတာပဲဖြစ်ပါရီသူမအနေနဲ့ဒီလိုလက်တဲစမ်းခြင်းမျိုးကိုနောက်မလို့ရဲရဲအကြောင်းကိုလည်းပြောပြထားပါသေးတယ်ပရိသတ်တွေကတော့ဆယ်လီဖြစ်ခြင်းစောနဲ့သူမရဲ့ယူမိုက်လာတဲ့ပြုမှုပေါ်မှာဝေဖန်မှုတွေများစွာပြုလုပ်ခဲ့ကြတာပဲဖြစ်ပါရီအချို့ပရိသတ်တွေကတော့ဒါမျိုးကလက်တဲမစမ်းကောင်းတဲ့အရာပါ ကိုရင်တွင့်ကြုံကတော့နှလုံးစားပြီးရနဲ့စိတ်ယုံချေမီမပို့လိုက်နိုင်လို့အကိုတယောက်ဆုံးရှုံးလိုက်ရပါတယ်မယုံမရှိကြပါနဲ့အသက်ပေါ်မှာမလာဘူးလက်တင်မဆန်းသင့်ဘူးမတော်တဆအသက်ဆုံးရှုံးရင်ဘယ်လိုလုပ်မလဲကြံခဲ့တဲ့မိသားစုတွေကစိတ်မကောင်းဝန်းနေကြရအောင်မေတည်တက်ပါတယ်ဆိုတဲ့အရာကိုစမ်းကြည့်ရင်ဒုက္ခလာလာတွေ့တဲ့တည်းစသဖြင့်ဝင်ရောက်ပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ဆယ်လီမတ်ရွှေဝတ်မောင်အင်းနေနေကလည်းမင်းကူတီနဲ့တကြားတဲ့ဒီဘသူပြောလို့စားတာလေးဆိုတော့ဆီယာရီစမ်းစားပြထားတော့ okay လေးချင်တာပေါ့။ပြီးတော့ ခိုကေးခောက်ခောက်ပြောနေကြတာကိုရင်ရောရှာကြည့်ကြရဲ့လားတဲ့တယ်ဆိုတာကြီးပဲတွေ့မိတာနော်။တကြားနဲ့မိကိုတီစားမိလို့စေကန့်ပြေရတာမတနာဘူးပါညာနဲ့ဘသူမှပေးမတနာနေပါဘူးနော်။ရှင်တို့တနာစရာလည်းမဟုတ်အတွေ့အကြုံတစ်ခုပေါ့။စားရတဲ့သူစားမစားရတဲ့သူမစားနဲ့ဒါပဲဆိုပြီးတော့ပြန်လေတုတ်ပြန်ပြောဆိုခဲ့ပါသေးတယ်။ပရိသတ်ကြီးတို့ရောမတဲတဲ့သေးစေနိုင်နေဆိုတဲ့အရှာနှစ်ခုကိုစူးစမ်းကျင်စိမ့်နဲ့တွဲစားပြလိုက်သူဒီကောင်မလေးရဲ့လုပ်ရက်ပေါ်ဘလိုမျိုးထင်မြင်မိလဲဆိုတာကိုမန့်မှာပြောခဲ့ပေးပါအောင်ရှင်။